င်းမိုးရဲ့ VNN ခီးစဉ်လေးကိုဆက်ပါမယ်ဆိုတော့မိုးတို့တဲတဲ့ hotel က breakfast တော်တော်များပြီးတော့တော်တော်စုံပါတယ်ဒီချက်ကိုအရင်သဘောကျတယ်နောက်ပြီးတော့ဒီ hotel လေးရဲ့ဒီလိုမျိုးဒီနေ့သွားမယ်ခီးစဉ်တွေကို traveling memory ဆိုတဲ့ထိုးစပ်ပလီနဲ့မိုးအချိန်ပြီးတော့သွားတာဖြစ်တဲ့အတွက်တော်တော်အဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒီနေ့ဖယ်ရေးသွားမလဲဆက်ကြည့်ပြပါအောင်နော်ပြန်လာလို့တော့ကောင်းလား ဗီယက်နမ်ရောက်ရင်ဖို့ဆိုရဲသူတို့ရဲ့ခောက်ဆွဲကိုစားကိုစားကြည့်ရပါမယ်။နေရာတိုင်းမှာမျိုးစုံရှိရဲစားကြည့်ပါ။မြန်မာပါးစပ်နဲ့ဆိုရင်တော့အငံလေးနည်းနည်းလိုမယ်။ဒါမျိုးစားကောင်းပါတယ်။ ဒါကတော့ Myan Beach ဒနန်းရဲ့ကမ်းခြေလေးပေါ့နော်သူ့ရဲ့ကမ်းခြေကပင်လယ်ရောတောင်တန်းရောတစ်ဆက်တည်းမြင်ရတဲ့နေရာဖြစ်တဲ့အတွက်တော်တော်လှတယ်ဒါတော့မို့အခုရိုက်ခဲ့တာမြူရီဆိုင်ပြီးတော့အေးနေတဲ့ရက်ပေါ့နော်သူကနေသားတဲ့ရက်ဆိုပို့ပြီးတော့လှတယ် water activity တွေအဆုံ join လို့ရတယ်နောက်ပြီးတော့အရန်လိုက်တဲ့အချက်ကဘားတွေလုံးဝကမ်းခြေမှာလုံးဝဘားတွေအပြည့်ရှိတယ်ကွာည7နာရီ7နာရီအထိ AC night out လုပ်ချင်တယ်ကိုယ့်ရဲ့ hotel ရှိရနေစင်းပြီးတော့ဘားလေးထိုင်ချင်တယ်ဆိုလို့ရှိရင်ဒနန်း beach မှာလုံးဝ chill လုပ်ကောင်းပါတယ် ဒါကတော့ Lady Boulder ဖြစ်ပါတယ်သူကလုံးဝ free ဝင်ခွင့်ရတဲ့နေရာအဲမိုးရိုဟိုတယ်ကနေဆိုလို့ရှိရင်15မိနစ်မိနစ်20လောက်ပဲသွားရတယ်အရင်ကမိုက်တဲ့ပုံချောင်းကြီးပေါ့နော်ဒါကတော့မိုးနဲ့မိုးရဲ့မိမိအစင်တူလေးဝင်ပြီးတော့ခီးထွက်တဲ့အမှတ်တရလေးထည့်ထားပါဒါနန်းကလည်းဘယ်နေရာရောက်ရောက်ဓာတ်ပုံရိုက်လို့အရင်လာတယ်ဆိုတော့အင်ကြီးကိုထဲဝါနှစ်ထဲသုံးထဲထဲဝါပြီးတော့ရောက်တဲ့နေရာမှာဓာတ်ပုံရိုက်အဲမိုးသွားခဲ့တဲ့အချိန်ကဧပြီလလထဲမှာဖြစ်တဲ့အတွက်အလူတူအေးအေးစိစိမ်လေးနဲ့အရင်ကောင်းတဲ့အနေထားလေးဖြစ်ခဲ့ပါတယ် ဒီက view ကတော့လုံးဝအရှမ်းရောက်မိုက်တယ်လုံးဝလုံးဝမမေ့နိုင်တဲ့ view ပဲကွာတလားပစ်လေကြီးကိုလုံးဝမြင်နေရတာဒီပုံချောင်းထဲမှာရှိတဲ့ကွာရင်မဲရောရုပ်ထုကြီးဆိုရင်လုံးဝအကြီးကြီးပဲအရန်ကိုကြည်ညိုဖို့ကောင်းတယ်။သူကဒီဌာနမျိုးလေးကိုအန်ရီရီမကြရအောင်ခောက်ွယ်ရဲဆိုတဲ့ယုံကြည်မှုနဲ့အဲကိုယ်ွယ်ချရလို့ပြောရပေါ့နော်။ပြော်ဒီမှာအန်ကောင်းကြီးလည်းရှိရဲဆိုတော့မိုးကတော့မွေးရည်လေးစိုက်ပြီးတော့ပတ်စံအများကြီးဝင်ပါစေလို့ဆုတောင်းခဲ့ပါတယ်။ဆိုတော့ Lady Boulder ကိုသွားရတဲ့ Moment ကိုတော့အရန်သဘောကျခဲ့ပါတယ်။ ဈေးတက်တာတယ်အဲသွားလေလို့ကောင်းတဲ့နေရာပေါ့နော်ဈေးဝယ်ရတာကတော့အဆင်ပြေဒါပေမဲ့မို့လို့လို့ cherry site တွေတော်တော်အင်ကြီးကြီးရှားတယ်ဆိုပေမဲ့အဲမုတ်တီတခြားဝယ်စရာပစ္စည်းတော်တော်လေးများတယ်အဲ့တော့မို့ shopping ထွက်ရတာလည်း VN မှာတော်တော်လေးစိတ်တိုင်းကြခဲ့ပါတယ်ဒါကလေဒီဗုဒ္ဓကနေဆင်းလိုက်တာနဲ့ရောက်တဲ့ coffee sign ဖြစ်ပါတယ်ဆိုတော့မို့အင်ကြီးလေးလိုက်ပြီးတော်လားအဲ့လိုပဲအင်ကြီးလေးယူသွားယူသွားပြီးတော့ကျောင်းထဲမှာလဲပြီးတော့တပုံတိုင်းလိုက်ဒီ coffee sign လေးဆိုလို့ရှိရင် လူတွေအရန်အရန်အရန်ရအောင်များတယ်မနေရအောင်ဓပုံရိုက်ကြရပေါ့နော်ဒါပေမဲ့တန်နဲ့အရန်ရအောင်လှရီကိုဆိုင်တခုတော့ရှိရနော်ဒါနဲ့အရန်လူများတာဒီလားတူရစ်တာအပေါ်ရနိုင်ငံအာယုန်ကြီးတော့ဒါကနောက်ပဲပဲတော်လို့ကောင်းပါတယ် ဗီယက်နမ်အစားအသောက်တွေကလေဘာနေနေအကုန်ချိုတာနော်ဘာနေနေချိုလဲခင်းပွဲမှလည်းချိုတယ်အကုန်ချိုရဲနောက်ပြီးတော့ရွက်တွေတအားများတယ် healthy တော့ဖြစ်တယ်စားလို့တော့အဆင်ပြေပါတယ်ဒါပေမဲ့အချိုမကြိုက်တဲ့သူဆိုလို့ရှိရင်တော့နည်းနည်းလေးသတိထားဖို့ပြောချင်တာပါ လိုမျိုးအရာလာပြီးတော့ Instagram ဆန်ဆန်ဓာတ်ပုံရိုက်လို့ရတဲ့ view point တွေအားတကယ်ဟိုပေါ့နော်အမောပြေစီတယ်ဒီဟိုကြည့်ဖို့ဒီဟိုလာဖို့အတွက်လူတိုးလာရတာကိုတကယ်စိတ်သက်သာရရစီတယ်ပေါ့နော် VNM က tourist အားများတယ်လူတအားများတာဖြစ်တဲ့အတွက်လာမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မိမိတော်တော်လေးကိုအဆင်ပြေတဲ့ tourist facility နဲ့ချိတ်ဆက်ပြီးတော့လာမယ်ဆိုပို့အဆင်ပြေပါလိမ့်မယ်အာပတ်စံကတော့အများကြီးတည်လာစရာမလိုဘူးအာဈေးရန်သက်သာတာဖြစ်တဲ့အတွက်ဈေးလည်းအများကြီးမကုန်ဖြစ်တဲ့အတွက် ဟိုကတော်လေး VNN ပေါ်ပေါ်ကြရပါတော့။ဒါနဲ့မြို့လေးကတကယ်ကိုလဲလို့ကောင်းတဲ့မြို့လေးဖြစ်တဲ့အတွက်လာမယ်ဆိုလို့ရှိရင်ဒါနဲ့ကိုလာလဲဖို့အတွက်မောက recommend လုပ်ချင်ပါတယ်။ဆိုတော့ဒါနဲ့ကိုလာလဲမယ်ဆိုလို့ရှိရင်ကိုဝစ်ချင်တဲ့ outfit တွေကိုရိုက်ရှင်တဲ့တပုံတွေကိုတိကျကြည့်ပြီးတော့စီစဉ်ခဲ့ဖို့ပဲလိုပါမယ်။ Thank you for watching. issue ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။မိုးရဲ့နောက်ထပ် vlog တွေမှာပြန်တွေ့ပါမယ်။ See you.